ရော်ရီတိုင်းပသိမ်မြို့အမှတ်9ရက်ကွက်ဘူတာဇေနီဝနတင်ကြီးလမ်းမှာအော်တိုဘား9ရက်နေ့ည10နာရီလောက်မှာနဒီအေယာအရက်ဖြူဆိုင်ကမိစတင်လောင်းကျွမ်းလို့နေနဲ့ဈေးဆိုင်ခုနှစ်ခန်းပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။နဒီအေယာအရက်ဆိုင်မှာအရက်စီထည့်ထားတဲ့ပိုးမော်မှာဖျောင်းနိုင်တင်ထွန်းခဲ့ရကစတင်လောင်းကျွမ်းခဲ့ရတာဖြစ်တယ်လို့မှုကိန်းမှတ်တမ်းတွေရသိရပါတယ်။ညချိန်မတော်ကြီးထလောင်းတာအရက်စီကထလောင်းတော့လူတွေတော့မနှဲလို့အောင်ပြေးရတယ်။ ဘာဖြစ်စီမှယူချိန်မရလိုက်ဘူးလို့မီးဘေးသင်ခံရသူတို့က ARD Times ကိုပြောပါရယ်မီးလောင်ကျွမ်းမှုကိုမီးသတ်တဲ့ဒေသခံတွေကတနိုင်ကြော်ကြာနှိမ့်သက်ခဲ့ရပြီးဆိုင်ငန်း၅ခန်းနဲ့လူနေအခန်းနှစ်ခန်းမီးလောင်ပျက်စီးသွားတယ်လို့မီးသတ်တပ်ဖွဲ့ရဲ့မှတ်တမ်းတွေကသိရပါရယ်လက်ရှိမှာမီးစတင်လောင်ကျွမ်းခဲ့တဲ့နဒီ AR ရဲဆိုင်ပိုင်ရှင်ဦးအောင်မျိုးထက်ကိုပသိမ်နေမြေရဲစခန်းကပုံမှန်နှစ်ရှင်ကပါဆောင်112မြင်းဆောင်2025နဲ့အမှုဖွင့်ထားတယ်လို့သိရှိရပါရယ် ရွေးကောက်ပွဲကျင်းပဖို့နီကက်လာချိန်မှာစစ်ကောင်မရှင်က ARR တိုင်းတွင်ဆုံးရှုံးနေပြီစကန်တွေကိုပြန်ရယူလိုနေပြီးရခိုင်နဲ့ ARR ဝင်းမောက်ရှိအရေးပါတဲ့နေရာတွေတိုက်ခိုက်ခံရမှာကိုစိုးရိမ်နေတယ်လို့သိရပါတယ်။စစ်ကောင်မရှင်ကပသိမ်မုံရွာငတိုင်းချောင်းကလမ်းစုံရှိရေနသာစစ်စေးဂိတ်ကိုအရခတတော်အေးကငတိုင်းချောင်းဘက်ကနေဝင်ရောက်တိုက်ခိုက်လာမှာကိုအတိကစိုးရိမ်နေပါတယ်။ဒါကြောင့်ငတိုင်းချောင်းမြို့နယ်တခြားမှာကင်းမုံတွေနဲ့ စစ်စေးဂိတ်စခန်းငယ်တွေကိုချထားပြီးစင်မူရန်တနန်းစင်တသားတစ်တွေကိုပါဂိတ်မာနေရာချထားတယ်လို့ဒေသခံတွေစီကသိရပါတယ်။ရေကြီးမာကမဲစင်းကြည့်ဖို့ဖျားလာပေးတာတွေရှိတယ်။အမြောက်တက်နီးကရွာတွေငတိုင်းချောင်းမြို့ပေါ်ပြေးလာရတာတွေလည်းတအားစီစစ်နေတယ်။သူတို့စီရင်ပြနေတာတွေလည်းမြင်သိနေရပါတယ်လို့ရေကြီးဒေသခံတူက AR Times ကိုပြောပါရယ်။ဒါအပြင်လူဝင်အားတိုးချဲ့ပို့ဆောင်ရမှာဆက်သွယ်လမ်းကြောင်းတွေသတင်းပေါက်ကြားပြီး ဈာဖြက်တိုက်ခိုက်ခံရမှုတွေရှိတဲ့အတွက်စစ်သုံးကားကြီးတွေစားအိမ်သုံးမော်တော်ယာဉ်တွေနဲ့လူဝင်အားပို့ဆောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။ရေကြီးလေးမျက်နှာနဲ့အိမ်ကပူမျိုးနယ်တွေကိုစစ်ရင်အားပို့ဆောင်ရမှာဟင်းသနားကနေကွင်းကောက်ထိတက်ကစားစီကုန်းဘေပြားကုန်းတို့ဘက်ကဝင်ပြီးလူဝင်အားပို့ဆောင်နေရပြီ။အမြောက်တက်သုံးလင်းလေးတီတာကုန်းမြင့်နဲ့ပဒိမြင့်ချားမှာခြေကုပ်စခန်းတွေထပ်ယူပြီးအင်အားတိုးချဲ့ထားပါတယ်။စစ်ကောင်မရှင်ဟာရေကြီးရှိဒေသခံများစုကို အေးထောက်ဖို့လို့ဆွဆွဲကပြီးခဲ့တဲ့စက်တင်ဘာလကစတင်ပြီးအဖမ်းစီရေပုံမများလာပြီးခောက်ဆွဲကြောင့်တည်ယူရာကအစစားတော့ကုန်တည်ယူမှုကိုတင်းကျပ်လာတယ်လို့သိရပါတယ်။ရင်းနှသားစစ်ဆေးဂိတ်ဖြတ်တန်းမှုကို တင်းကျပ်စွာစစ်ဆေးတမြစ်ထားပြီးလက်ယူက ဖြတ်တန်းခွင့်ပေးတဲ့စင်ရရှိတွေကိုဖမ်းဆီးရေးယူနေရရွှေပြောင်းတဲ့အထိအပြင်းထန်ကင်တွယ်နေပါတယ်။အေးကလည်းလေးမျက်နှာနဲ့အင်ကပူဆက်ရှိခြေဝါတွေကိုတင်းယူထားပြီး ခြေကြီးရှိအမြောက်တက်ကိုပါစီရေးရချိန်ချထားပါရယ်။အယရီတိုင်းဟင်္ဒရာမြို့သုံးမင်ကွင်းရက်ကွက်ဘူအောင်ကျော်လမ်းပါဆယ်လမ်းမှာဖြစ်ပွားခဲ့တဲ့ဆရာဝန်နဲ့သူ့ရဲ့ဇနီးဖြစ်သူတို့အသက်ခံရမှုမှာတလားကျော်ကြာတဲ့အထိတရားခံဖန်ဆီးနိုင်ခြင်းမရှိသေးဘူးလို့သိရပါရယ်။သွားထုကုဆရာဝန်ဒေါက်တာတင်မောင်ထွန်းဇနီးဖြစ်သူဒေါ်စင်မင်းသက်တို့တိတ်ဆုံးခဲ့ပြီးအခြားအိမ်သားနှုတ်ပါ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကျူးလွန်တဲ့လူငယ်ကိုဒီနေ့ထိဖမ်းဆီးနိုင်ခြင်းမရှိတဲ့အပေါ်ဒေသခံတွေကဝေဖန်နေပါတယ်။ CCTV မှာလည်း click cycle ဖြူအောင်နဲ့မိုးပါအနီချုံထားတဲ့လူကို တွေ့ရတာနဲ့အခုထိဖမ်းဆီးနိုင်တာမရှိဘူး။ရဲတွေကလိုင်းကြီးကလွယ်ပြီးစံနာစိတ်ဝင်စားတော့ဘူး။မြို့ပေါ်မှာလည်းတရားဥပဒေကိမဲ့လာသလိုပဲလို့ဟင်္ဒရာမြို့ကန်တူက ERI Times ကိုပြောပါရယ်။တေဆောင်းသူတွေရဲ့အိမ်ကိုအဝင် trash ရှိတဲ့လူငယ်တချို့ကိုဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်ခဲ့ပေမဲ့အမှုမှန်ပေါ်ပေါက်တာမရှိသေးဘူးလို့ ရဲတပ်ဖွဲ့နဲ့နှိစက်သူတွေကပြောပါရယ်အရီတိုင်းမြို့နယ်တွေကရဲတွေကိုတိုင်းကအရက်သားတွေကိုမတရားပုံမတက်ဖမ်းဆီးအကြက်ကင်ငွေညစ်တာလောင်ကစားဝိုင်းနဲ့နှလုံးသုံးလုံးတိုင်းတွေကိုတရားဝင် ခွင့်ပြုပေးတာမူရဲစေးရောင်းတာတည်ယူပေးတာတွေကို လုံဆောင်နေတာကြောင့်အမှုကြီးတွေကို ဖြည့်ရှင်းနိုင်လားမရှိပဲတရားဥပဒေစိုးမိုးမှုကိမဲ့လာတယ်လို့မြို့ကန်တွေကပြောပါရယ်အေရီတိုင်းကန်ကြီးရောင်မြို့နယ်ခုံစင်ကုန်းကျေးရွာအုပ်စုကန်ကုန်းကျေးရွာမှာ စေကောမရှင်တက်ကိုလိုင်းချေးပေးပြီးလောင်စာဝိုင်းတွေပြုလုပ်နေတယ်လို့ဒေသခံတွေစီကသတင်းရရှိပါတယ်။တန်ကုန်းကြီးရွာမှာဥခေါ်ကြီးခေါ်ဥထွန်းတော်နေခြံဝင်းတွင်ဖဲဝိုင်းပြင်အခြားလောင်စာဝိုင်းတွေပါထည့်သွင်းပြီးနေပေါင်းစုံကလောင်စာသမားတွေလာရောက်ကစားနေတာလို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီလောင်စာဝိုင်းတွေကိုကန်ကုန်းအုတ်ချုပ်ရေးမှုဥလာသိန်းဦးဆောင်ပြီးကန်ကုန်းကြီးရွာရှိ905အမြောက်တက်ကတယင်းမှုဝင်းမေအောင်နဲ့တယင်းဘူကြီးတန့်စင်အောင်တို့ကတာဝန်ယူပြီးလောက်ကင်ခိုင်းတာဖြစ်တယ်လို့သိရပါတယ်။ ဖဲဝိုင်းအင်ပိုင်ရှင်ခေါ်ကြီးရောက်ဖရာအိမ်မူကြာကြီးခေါ်ကြော်မြောင်ကလည်းအာနာပိုင်တွေကိုပိုင်နေဘဲဖွဲ့စည်းဘဲရဲကမှမဖမ်းရဘူးလို့ပြောဆိုပြီးအမဲအော်ဟစ်စဲဆိုရန်ကားလေးရှိပါတယ်ဝိုင်းတွေကသိန်း900ရာကနေသိန်းတစ်ထောင်ဝန်းကျင်ထိကိုသူတို့ပြုတ်လုံနေကြတာပါလို့ဒေတာကန်တူးက AR Times ကိုပြောပါတယ်ပြီးခဲ့တဲ့စက်တင်ဘာ20ရက်နေ့ကလောင်ကစားဝိုင်းအင်ပိုင်ရှင်ဦးခေါ်ကြီးခေါ်ဦးထွန်းနှုံးကိုစစ်ကောင်မရှင်တက်ကဖမ်းပြခဲ့ပြီး တရေးမှုဝင်မအောင်နဲ့တရေးဖို့ကြီးတန့်စီအောင်တို့ကိုလိုက်လံဖြည့်ရှင်းပေးခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။ဒါအပြင်ကန်ကုန်းကျေးရွာရှိဦးခေါ်ကြီးခေါ်ဦးတွန်းတော်အိမ်ပြင်905မြောက်တက်ကတရေးမှုဝင်မအောင်နေထိုင်တဲ့နေအိမ်တွေမှာလဲဖဲဝိုင်းနေနေစဉ်ပြုလုပ်နေပြီးမြို့နယ်စစ်ကောင်မရှင်တက်ကအေးအေးယူတာမရှိသေးဘူးလို့သိရပါရယ်။စစ်ကောင်မရှင်တက်ကအာနာသိမ့်ပြီးနောက် ARB တိုင်းတွင်ရှိကန်ကြီးတောင်အပြင်အင်ကပူမြို့နယ်မဲဆလီကုန်းမြို့မြောင်မြို့နယ်အင်ပင်မြို့ ရေကြည်မြို့နယ်နဲ့ကျုံမြော်မြို့နယ်တွေမှာလည်းလောင်ကစားဝိုင်းတွေအရင်ကထက်ပုံမှန်များပြားလာတယ်လို့စုံစမ်းသိရှိရပါတယ်။အာရခတက်တော်အေးနဲ့တိုက်ပွဲပြင်းထန်နေတဲ့ AR တိုင်းလေးမျက်နှာမြို့နယ်ကိုစစ်ကောင်မရှင်ကဆင့်ရလုံရင်ပို့ဆောင်နေတယ်လို့သိရပါတယ်။စစ်ကောင်မရှင်ရဲ့စစ်သုံးကားကြီးအစီး20ပါရင်းနှန်းဟာအော်တိုဘားလ17ရက်မနက်အစောပိုင်းမှာဟင်္ဒရာဘက်ကနေလေးမျက်နှာမြို့ကိုထွက်ခွာသွားတယ်လို့သိရပါတယ်။ အခုစစ်တပ်ကအင်အားပို့တာမှာထောက်ပို့လမ်းကြောင်းပြောင်းတဲ့အနေနဲ့ဟင်္ဒရာဘက်ကနေကွင်းကောက်ထိတက်ပြီးမှ လေးမျက်နာရေးကြီးဘက်ကိုစီရင်နှံသွားတယ်။လေးမျက်နာဘက်ကိုအမိုးအုပ်စစ်သုံးကားကြီးတွေပို့နေတယ်လို့ AR သတင်းရင်းမြစ်က AR Times ကိုပြောပါရယ်။စင်ရပြင်းနဲ့ထွက်ခွာသွားတဲ့အဲ့ဒီရင်နှံဟာလေးမျက်နာအဆက်ဆက်ဆက်ယိုကျေးရွာဘက်ကိုဥတီနေတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေကဆိုပါရယ်။အာရခတက်တော် A ဟာစစ်ကောင်မရှင်တက်နဲ့ ပကိုးမြောင်ကျိုးပြူအကုံမကွေးနေရကံပြူအကုံအေယာဝတီလေးမျက်နှာမြို့နယ်တို့မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့အော်တိုဘာ၁၀ရက်နေ့မှာအေက ထုတ်ပြန်ထားပါတယ်။အေယာဝတီတိုင်းနေမျက်နှာမြို့နယ်ပါဝင် အမြောက်တက်၃လေးလေးရှိတဲ့ရေကြီးမြို့နယ်မှာစစ်ကောင်မရှင်ကအင်အားဖြစ်တင်းနေပါတယ်။ဒါအပြင်အမတ်တ၃လေးလေးရဲ့ပဝင်းကျင်ရှိကျေးရွာတွေကဒေသခံတွေကိုပါစစ်ကောင်မရှင်ကမောင်းထုတ်ပြီးကာကင်းစခန်းတွေပြုတ်လုပ်ပြီးငါတိုင်းချောင်းတိစစ်စေးဂိတ်စခန်းငယ်တွေကိုတိုးချဲ့ထားပါတယ်။ ။အေရီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့အမှတ်34အမြောက်တပ်နီးတဝိုက်မှာစစ်ကောင်မရှင်တပ်ကအင်အားတွေဇက်တိုက်တိုးချနေတယ်လို့စစ်အေးသတင်းရင်းမြစ်တွေစီကသိရပါရယ်။ပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းမှာတော့နှစ်ဖက်ပြန်လည်ပြစ်ခတ်မှုတွေလည်းဖြစ်ပွားခဲ့ပါရယ်။စစ်ကောင်မရှင်ကအာရခတပ်တော်အေးနဲ့ဘူပေါင်းတပ်ဖွဲ့တွေဝင်ရောက်မလာဘူးဆိုပြီးရဲ့ကြီးအမြောက်တပ်ကြီးကကျေးရွာတွေကဖြီသူတွေကိုလည်းဖယ်ရှားထားပါတယ်ဒီလိုစည်အခြေအနေတွေပြင်စစ်ကောင်မရှင်လောက်ခံအုပ်ကြီးတွေနဲ့အပေါင်းပါတွေဟာ စင်မူရန်အကြောင်းပြငွေတောင်းတာတွေကိုပို့လုံနေကြသလိုလူရောင်းစားတဲ့အလုပ်ကိုလည်းလုပ်နေကြတာပါ။အေယဝရီတိုင်းလေးမျက်နှာမြို့နယ်ရင်းဆိုင်ကျေးရွာအုပ်စုမှာဆိုရင်ရာတေကအတွက်ပြည်သူစစ်ကြေးဆိုပြီးငွေကျပ်3000လောက်အတမတောင်းခံနေပါတယ်။ရင်းဆိုင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးတန်းစော်နဲ့စည်ရေးမျိုးမင်းတို့ကဦးဆောင်ပြီးကျေးရွာကာကွယ်စောင့်ရှောက်နေတဲ့ပြည်သူစစ်အတွက်တောင်းတာဖြစ်ပြီးငွေမပေးနိုင်မှာကရာလုတ်ကင်ငွေမပြူဘူးလို့လဲအကြက်ကင်ချင်းချောင်းနေတယ်လို့ဒေတာကန်ဝီစီကတီးရပါဗျ လွန်ခဲ့တဲ့ရက်ကဒီအုတ်ကြီးနဲ့စီကြီးတွေကဒီယာလုတ်ကင်တဲ့သူတွေကိုဒီဖုန်းကြောင်းမှာခေါ်တွေ့ရခဲ့တယ်ဗျအဲမင်းတို့ယာလုတ်ကင်တဲ့သူတွေကိုပြည်သူစစ်တွေကဒီစောက်ရှောက်ပေးမယ်ပေါ့လေအဲရလာတဲ့ငွေကိုအဲမြို့နယ်အဖွဲ့ကဘုံမှုကိုခွဲပေးရတယ်ဗျအခုတော့ယာရင်မှုဆိုင်မှုတွေကအဲအကြက်ကင်ပြီးတော့ငွေလိုက်ကောက်နေကြတယ်ပေါ့နော်အဲ့ဒီရင်းဆက်ကြေးရွာအုပ်စုမှာအင်ဂျီ600ကျော်ရှိပြီးယာရီက3000ကျော်ရှိတယ်လို့သိရပါတယ် အခြားထူးခြားသတင်းတပုတ်ကတော့ပသိမ်မြို့မှာလူငယ်တွေကိုဖမ်းပြီးအခြားဒေသတွေစီစစ်မှုရန်အစားထိုးရောင်းစားတဲ့အုပ်ချုပ်ရေးမှူးနှုတ်ကိုဖမ်းဆီးခံရပေမဲ့ပြန်လွှတ်ပေးလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ25ရက်နေ့ကပသိမ်မြို့အမှတ်၈ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဟန်ဝင်းအောင်နဲ့အမှတ်30ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအေးကိုတို့ကို နေအိမ်မှာဝင်ရောက်ဖမ်းဆီးခဲ့ပေမဲ့၃ရက်ကြာမှတော့ပြန်လွှတ်ပေးလိုက်ပါတယ်။ ဖမ်းပြီးမှပြန်လုပေးလိုက်တော့အုပ်ကြီးတွေကဘသူမှကယူမဆိုင်တော့ဘူးသူတို့ကိုတိုင်ကျင်မင်းအောင်လန်ကိုသွားတိုင်မရမယ်ဆိုပြီးစိန်ခေါ်နေတယ်ဖမ်းဆီးခံရတဲ့အုပ်ချုပ်ရေးမှုတွေဟာလိုင်စင်မဲ့ကားတွေကိုစီးတာကြောင့်ကားတွေကိုတော့ရဲတွေကတိမ်းသွားတယ်လို့သိရပါတယ်အေရီတိုင်းတွင်းမှာပြည်သူတွေအတွက်တော့လိုင်စင်မပါရင်စိုင်းကဲအုပ်ကစားအဖမ်းခံရပေမဲ့အုပ်ချုပ်ရေးမှုတွေပါဝင်ရဲတွေနဲ့စစ်ကော်မရှင်လောက်ကဝန်ထမ်းတွေဟာလိုင်စင်မဲ့ကားဆိုင်ကယ်တွေကိုအသုံးပြုခွင့်ရနေကြတာလည်းဖြစ်ပါတယ် စင်မူရန်တင်တန်းတက်ရောက်ပြီးရှေတန်းရောက်တဲ့အခါတေးဆုံးသူတွေများနေတာကြောင့်စင်မူထန်းညင်သူမရှိဘဲအုတ်ချုပ်ရေးမှုတွေနဲ့လူပွဲစားတွေပေါင်းပြီးလူငယ်တွေကိုအတ္တမဖန်ဆီးပြီးရောင်းစားတဲ့ဈေးကွက်ကအေရီတိုင်းမှာကြီးမားနေတယ်လို့ဒေသခံပြည်သူတွေစီကနေသိရပါဗျ။